ဒါဆီးဟာလက်ရှိချိန်ထိ HIV ရောဂါကာကွယ်တမိုင်မှာအအောင်မြင်ဆုံးစေဝါးတစ်ခုအဖြစ်ချီးကျူးဖော်ပြခံရပြီးမကြခင်မှာဒီဆီးဟာတစ်နှစ်ကိုဒေါ်လာ40နဲ့ပဲရရှိနိုင်တော့မှာဖြစ်ပါတယ်။တစ်နှစ်ကိုနှစ်ချိန်ထိုးပေးရတဲ့ HIV ကာကွယ်ဆေးလီနာကာဘာဘာဆေးရဲ့ဇီးနှုန်းတက်တာတဲ့မျိုးတူဆေးတွေကို2029ခုနှစ်ကစပြီးနိုင်ငံပေါင်း100ကျော်မှရောင်းချသွားမှာဖြစ်ပါတယ်။ United Nations Foundation တို့ကဒီဈေးတက်တာတဲ့ဈေးဝါးတွေထုတ်လုပ်ဖို့အတွက် အိန္ဒိယဆေးကုမ္ပဏီတွေနဲ့ညှိနှိုင်းသဘောတူညီချက်တွေရရှိခဲ့ပြီးနောက်မှာထုတ်ပြန်လာတာပါအခုလိုဈေးနှုန်းတွေကိုလျှော့ချပြီးအများအပြားထုတ်လုပ်နိုင်ခြင်းအပြင်ဒီတံမိုးနဲ့ဆေးဝါးတွေကို ဝင်ငွေနဲ့ပါတဲ့ဝင်ငွေအလဲအလတ်ရှိတဲ့နိုင်ငံတွေမှာဖြန့်ဖြူးနိုင်မှာပါဒီနိုင်ငံတွေမှာ6လတစ်ကြိမ်ထိုးရတဲ့ဒီဖရက်ဆေးကိုအလွန်မင်းလိုအပ်နေတဲ့သူတန်းပေါင်းများစွာအတွက်တကယ်ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါလို့ဆေးဝါးပညာရှင်တဦးကပြောဆိုပါတယ်လီနာကာဘာဘာဆေးဟာ HIV ရောဂါကူးစက်နိုင်ခြေကို 69.9တရာခိုင်နှုန်းထပ်ပို့ပြီးရှော့ချနိုင်ပြီးတာကိုတွေ့ရပါတယ်။ California ပြည်နယ်အခြေစိုက် Gilead Sciences Company က Yes to Do ဆိုတဲ့အမတ်တစိမ့်နဲ့ American ပြည်တော်စုမှဈေးကွက်တင်ရောက်ချနေပြီးလက်ရှိမှာတစ်နှစ်ကိုဒေါ်လာ28000လောက်ကုန်ကြပါတယ်။ဒီဈေးနှုန်းနဲ့သာဆိုရင် HIV ကပ်ရောဂါကိုထိတ်ထုတ်ရေးကြိုးပမ်းမှုတွေကိုအဟန့်တားဖြစ်စေတယ်လို့ကြွမ်းကျင်သူတချို့ကဆိုပါတယ်။ အခုတော့ဒီဈေးနှုန်းတက်တာတဲ့အစားထိုးဆေးဝါးတွေကအလဲပြောင်းဖြစ်လာမှာပါကျွန်တော်တို့ဒီဈေးနဲ့ဆိုရင် HIV ယောဂါကိုအဆုံးသတ်နိုင်ပါပြီတကယ်ပဲဒီကတ်ယောဂါကိုအဆုံးသတ်နိုင်ပါပြီပြီးတော့ဒါကိုကျွန်တော်တို့မကြခင်လက်တွေမြင်တွေ့ရတော့မှာပါဒါပေမဲ့ဒီဈေးအတွက်ရင်းနှီးမြှုပ်နှံမှုတွေကိုတော့အခုပဲစလုပ်ဖို့လိုပါတယ်လို့ United State Company အရာရှိတဦးကပြောဆိုပါတယ်2030ခုနှစ်ကတည်းကစတင်ခဲ့တဲ့ HIV ယောဂါကူးစက်နှုန်းလျှော့ချရေးကမ္ဘာလုံးအတိုင်းအတာနဲ့ကြိုးပမ်းမှုတွေဟာ 40ရာခိုင်နှုန်းအထိရှော့ချနိုင်ခဲ့ပေမယ့် UNH ရဲ့အချက်အလက်တွေအရ2024ခုနှစ်မှာ HIV ရောဂါကူးစက်ခံခဲ့ရသူ1.3သန်းရှိခဲ့ပါတယ်ရှင်။